明加拉什。 ခေတ္တ television channel မှာသတင်းများကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ငရေကန်တက်ဆက်ခန်း AA ထံဝိုင်းဝန်းပိတ်ဆို့ခံရပြီးနောက်ငပေးကပါစဆက်လီချမ်ပပလေမိုင်းထောင်ပြီးလုံကြုံရေးတိုးမြင့်နေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ရခိုင်နယ်မကွေးတိုင်းအဆက်ရိုးပေါ်ရှိငရေကန်လီတောင်းရန်ကောက်ွယ်ရေးတက်သည့်အာရကတက်တော် AA နဲ့တော်လန်ရေးပူပေါင်းတက်များ၏ဝိုင်းဝန်းပိတ်ဆို့ခံရပြီးနောက်ငပေးမြို့နယ်ရှိကောက်ွယ်ရေးပစ္စည်းဆက်ယုံကပါစဆက်လီချမ်ပပလေတွင်စစ်ကောင်စီကမိုင်းထောင်ပြီး ီးရခိုင်ခတ်ထက်လုံထိုးရေးတိုးမြင့်ထားကြောင်းသတင်းရရှိပါရယ်ရခုရပိုင်းအတွင်းမကွေတိုင်းငပယ်မြို့အပိုင်းကပ္ပစ၁၄တွင်ခြံစည်းရိုးများကိုအခိုင်အမာ ပြုလုပ်ပြီးပတ်ပတ်လည်တွင်မိုင်းများထောင်နေကခြံစည်းရိုးနှင့်တမိုင်ခန့်အကွာအတီ လုံထိုးရေးကင်းများအပြည့်ချထားသည်ဟုရခိုင်ဒေသခံအမျိုးသားတအူးကသတင်းစာနာသို့ပြောပါရယ်ကပ္ပစ၁၄ကရိုးလန်းနှင့်ပိုနီးတဲ့ ရိုးတောင်အောက်ခြေလို့ပြောလို့ရတယ်။နှဲ့ရီကနဲ့ကပ္ပဆဆလေးကစစ်ကောင်စီဘက်ကစစ်ကူပို့ဖို့လမ်းကြောင်းဖောက်ထားတာရှိတယ်။အခုနှဲ့ရီကတောင်ကျော်က MPD စခန်းကုန်းကိုလည်းအေးအေးကတင်ထားပြီးအေးချောင်းရံကောက်ွယ်ရေးတပ်စခန်းအကြီးကလည်းပိတ်ဆို့ခံနေရတဲ့အခြေအခြားတော့တည်ရတယ်။ကပါစပ်ကိုမကွေးကနေလဲအင်းအားထက်ပြီးပြီးလုံချိုရေးတိုးမြင့်ထားတယ်။ခြံစည်းရိုးမှာစူးလိုမျိုးအချွန်လေးလုတ်တဲ့မိုင်းတွေ ထောင်းနေကြတယ်ဟုပြောပါရယ်။ကပါစပ်ဆက်လေးပတ်ဝန်းကျင်ရှိလန်တရှောင်း လုံချိုရီးခင်းလက်စစ်ကြောင်းထိုးနေသည့်စစ်ကြောင်းများနှင့်တော်လန်ရီးတပ်ဖွဲ့တချို့ယခုရက်ပိုင်းအတွင်အပြန်လန်ပြစ်ခတ်မှုရှိနေသည်ဟုလည်းဗရန်ဒေတာကန်အမျိုးသားတအူးကသတင်းဌာနသို့ပြောပါရယ်အခုရပိုင်းမှာအဲ့ဒီစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်သားတွေနဲ့အဲ့ဒီငင်းပြည်ထဲမှာရှိတဲ့တော်လန်ရေးတပ်ဖွဲ့ဝင်တွေနဲ့အပြန်အလှန်ပြစ်ခတ်တာတွေရှိနေတယ်။လက်နေငယ်ပြစ်ခတ်တန်တွေထွက်နေတယ်ဟုပြောပါရယ်။နယ်ရေကန်လီကျောင်းကာကွယ်ရေးတပ်နဲ့အနီးဆုံးရှိသည့်စစ်ကောင်စီကပ္ပဆ၁၄အတွင်တွင်ဒဏ်ရာရစစ်သားအပြင်မကွေးမြို့မှလာသည့် ပြည်သူစစ်မှုထမ်းများအပါအဝင်စစ်ကောင်စီအင်အားအများပြားကိုလည်းထားရှိထားကြောင်းသိရပါတယ်။ကပ္ပစ14နဲ့ဗဒန်းရှိစုံကုန်းအမြောက်ကြီးတပ်တို့လည်းပြည်သူစစ်တင်နန်းစင်အပါအဝင်စစ်ကားများဖြင့်နေ့စဉ်လိုလိုစစ်အင်အားထောင်ထဲချဖြည့်တင်းနေကြောင်းဗဒန်းဒေသခံများကပြောပါတယ်။နိုင်ရံတက်ချသွားလျင်ဗဒန်းရှိစုံကုန်းအမြောက်တပ်ထံအေအေထိုးစစ်ရောက်လာနိုင်ပြီး စစ်ကောင်စီအတွက် အရေးပါသည့်ကပတ်ဆဆက်ယုံများတို့လည်းအေအေဆက်လက်ရောက်ရှိနိုင်သည်ဟုစစ်ရေးလေလာသူများကပြောပါရယ်။ယင်းကြောင့်မကွေးတိုင်းရှိကပတ်ဆဆက်ယုံများတွင်ခန့်စစ်အကြီးကျယ်ပြင်ဆင်ထားကြောင်းသိရပါရယ်။အခုလုံခြုံရေးတိုးမြှင့်ထားသည့်ကပတ်ဆဆက်လင်းနှင့်အနီးဆုံးတွင်ရှောက်တောင်လေတာကုန်း ညောင်တိုင်းစသည့်ကျေးရွာအပါအဝင် အခြားကျေးရွာများရှိကြောင်းသိရပါတယ်။ငရေကန်တောင်တွင်ကပ္ပဆာ၁၄သို့သွားသည့်ရိုးဘော်တွင်လင်းတဲစွန်တက်လိုင်းလိုင်းပြက်ကျေးရွာကိုဝါစမြန်းစသည့်ချင်းကျေးရွာဆေးရွာထက်မင်းရှိနေပြီးစမြန်းတောင်ဖရာကုန်းကိုစစ်ကောင်စီတပ်မ69ကထိန်းချုပ်ထားကြောင်းသိရပါတယ်။မြန်မာနိုင်ငံတွင်စစ်ကောင်စီပိုင်း ကပ္ပစဆက်ယုံ25ယုံရှိပြီးပဲခူးတိုင်းတွင်9ယုံရန်ကုန်တိုင်းတွင်1ယုံနေပြည်တော်တွင်2ယုံနှင့်မကွေးတိုင်းတွင်15ယုံရှိကြောင်းသိရပါသည်ဆက်လက်ပြီးမူစိန်နယ်ဆက်ကုံတွဲရေးမှညီနောင်3ခွဲ့နှင့်တရုတ်တို့စစ်ကောင်စီကိုနောက်ောက်ချပြီလားဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါသည်မြန်မာတရုတ်နယ်ဆက်တွင်အ धिक ကုံတွဲရေးခိတ်ဖြစ်လာသည့်ကျင်းဆိုင်ကြော်ကိမာတက်စင်တရရဝင်အခွန်ကောင်းမြို့ဟုမြောက်ပိုင်းမဟာမိတ်တုံးဘွဲကအကျညာပြီးနောက်မူစေတို့သွားနေကုံကားများကိုလာရှိုးမှဆောင်ရီပန်စီနေသည် MNDAA AA နဲ့ TNLA က2029စစ်စီရေးနဲ့အတူတိုက်ခိုက်ပြီးတရ9မိုင်နေဆက်ကုံသွဲရေးဆုံနဲ့ကျင်စန်းကြော့ဂိတ်တို့ကိုထိန်းချုပ်ထားပြီးကျင်စန်းကြော့ဂိတ်တွင်ဇူလိုင်တရနေ့မှစ၍တရဝင်းအခွန်ကောက်ညီဖို့ကြေညာထားသည်ထိုတရင်ထွက်လာသည့်ဇွန်လ17ရက်ကနန်းပဲဒီစိန်ရေပင်ညာတင့်ဆောင်လာသည့်ခါ22စီကိုလာရှိုးမှတိမ်နီဘတ်အထွတ်ရေပူစမ်းစုပေါင်းဒိတ်အနီးတွင်စစ်ကောင်စီတပ်ကဖမ်းဆီးခဲ့ကြောင်းကုန်တဲ့တအူးကပြောပါရယ် တရုတ်ကိုပူမဲ့ကုံတွေကဖမ်းနေအတိကကမဟာမိတ်တွေဘက်ကမသွားပဲရှမ်းတောင်ဘက်ကနေသွားဖို့စကစကပုံစံသွင်းနေတယ်။အထူးသဖြင့်မဟာမိတ်တွေဘက်ကိုဖြတ်ထားတာဟုခုံတဲ့တဦးကတုံ့ကပ်ပြောပါတယ်။တရုတ်နိုင်ငံနဲ့ကုံတွေရတွင်ရှမ်းပြည်နယ်အရှေ့ပိုင်းရှိမိုင်းလာနယ်ဆက်ကုံတွေရေးစခန်းမှတက်စဉ်အများဆုံးကုံတွေနိုင်ရင်စစ်ကောင်စီကကျိုးပန်းနေသည်ဟုခုံတဲ့အချို့ကပြောပါတယ်။မိုင်းလာနယ်ဆက်ကိုမိုင်းလာလက်နက်ကိုင်အဖွဲ့အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA ကထိန်းချုပ်ထားပြီးစစ်ကောင်စီ၏စီးပွားကူတန်းဝင်ကြီးဌာနကချိုင်းတုံမျိုးတွင်အခြေချ၍အခွန်ကောက်နေသည်ရှမ်းပြည်နယ်မြောက်ပိုင်းမှလာရှိုးမျိုးပေါ်ပောက်ကွက်လေးကိုသာတရုတ်ကြားဝင်ဆော့ဖက်မှုကြောင့်စစ်ကောင်စီကထိန်းချုပ်ထားနိုင်ပြီးကြံရှမ်းမြောက်ကပွန်းလုံးတီတော်လန်ရေးအင်အားစုများလက်ထဲတွင်ရှိနေသည်လာရှိုးမျိုးမှမူဆယ်မျိုး ကျင်ဆန်းကြော့ဂိတ်တို့သွားသည့်ပြည်တော်စုလန်အတိုင်းဆိုပါကလာရှိုသိန်းနှင့်ကုတ်ခိုင်နန့်ဖက်ကမူဆယ်မျိုးတို့ကိုဖျက်သွားသည်လာရှိုမျိုးပေါ်ကိုစစ်ကောင်စီကထိန်းတာပြီးလာရှိုသိန်းကြီးချနေသိန်းကြီးမျိုးပေါ်ကို MNDAA ကထိန်းချုပ်ထားသည်ကောက်ခိုင်နန်ဖက်ကမျိုးတို့ကို KIA နဲ့ TNL ကထိန်းချုပ်ထားပြီးမူဆယ်မျိုးပေါ်ကိုစစ်ကောင်စီနဲ့ပြည်သူ့စစ်များကထိန်းချုပ်ထားသည်မူဆယ်မျိုးနဲ့အတွင်းတရက်9မိုင်ကုန်သွေးရေစုံနဲ့ တုတ်ခမ်းရွာလမ်းမှာတဆင့်သွားရသည့်ကျင်းစန်းကြော့ဂိတ်ကိုမြောက်ပိုင်းမဟာမိတ်တုံးဘွဲကထိန်းချုပ်ထားသည် ကျင်းစံကြော့ကိမှာအခွန်ကောက်ခံပြီးကိစ္စနှင့်ပတ်သက်၍မဟာမိတ်သုံးဘွဲကထုတ်ပြန်ရလိုက်တရုတ်မြန်မာနယ်စပ်ကညာပုံမှုဖွင့်လှစ်၍ကုန်ကားများအဝင်အထွက်များလာခြင်းကြောင့်ဇူလိုင်တရနေ့မှစတင်ပြီးကုန်သွယ်မှုအသွင်အထောက်ဂျူတီဆောင်ကအနှုံထားများကိုစီမံခန့်ခွဲမိဖြစ်ပြီးအွန်လိုင်းကုန်သွယ်မှုအခွန်ဆောင်စနစ်နှင့်ရင်းမှတ်ပုံတင်ခြင်းစနစ်များကိုအစင့်မြင့်တင်မည်ဟုအတည်ပြုထားသည်။နယ်စပ်ကုန်သည်ညာဂျူတီဆောင်ကုမ္ပဏီညာ ကုံကားကိညာအနေဖြင့်ဇူလိုင်လ၁ရက်နေ့မှတိုင်မီညီနောင်သုံးဘွဲ့အကောက်ခွန်ဌာနလက်အောက်ကန်ကျင်းတာကုံစီပို့ဆောင်ရေးဌာနတွင်ကုမ္ပဏီမှတ်ပုံတည်ခြင်းနှင့်ရှင်းမှတ်ပုံတည်ခြင်းများကိုပြီးစီအောင်လှူဆောင်ရန်အတည်ပြုထားသည်ကိုတိုင်ကြိုတင်အခွန်အကောက်ဖွင့်ခြင်းရင်းအဝင်အထွက်ကြိုတင်မှတ်ပုံတည်ခြင်းနှင့်ကပ်ပြားများထုတ်ပေးခြင်းများကိုမဟာမိတ်ညီနောင်သုံးဘွဲ့၏အကောက်ခွန်ဌာနကဆောင်ရွက်မည်ဟုအတည်ပြုထားသည် ဇူလိုင်လတရက်နေ့နေဆက်ကုံသွေးရေးမစတင်ပြီးမှတ်ပုံတွေရမည်ဖြစ်ပြီးလုပ်ငန်းနောက်နေ့တန်ကြာမှုမဖြစ်စေရန်စာရွက်စာတမ်းအထောက်အထားများကိုအမြန်ဆုံးပြင်ဆင်ထားရန်ကျင်စံကြော်ဂိတ်တွင်တရဝင်းချိန်ညထားသည်ဟုကုံကဲအချို့ကပြောသည်ကျင်စံကြော်ဂိတ်အိစာမှာတရုတ်ကမဟာမိတ်တွေကိုမိပညာပါအကူအညီပေးနေတာမူဆယ်မှာဆိုစံတဲ့ဂိတ်တွေကိုမတုံးဘူးမဟာမိတ်သုံးဖွဲ့ကိုအခွင့်အရေးပေးလိုက်တဲ့သဘောပဲ စစ်ကောင်စီကတော့အစာချေမှမဟုတ်ဘူးလို့မူဆယ်မြုပ်ကန်ကုံတဲ့တူကပြောပါရယ်စစ်ကောင်စီဒီတရုတ်အစိုးရ၏အကူအညီယူပြရောက်ပိုင်းမဟာမိတ်၃ခွဲနှင့်ဆွေးနွေးမှုများရှိလီတော့လေအကြံဖက်အဖွဲ့အဖြစ်ကြီးညာထားစေဖြစ်သည်အကြံဖက်အဖွဲ့များနှင့်ဆက်သွယ်သူများကိုအရေးယူမည်ဟုလည်းကြီးညာထားသည်ထို့ကြောင့်ရောက်ပိုင်း၃ခွဲထိန်းချုပ်ထားသည့်နေရာများကိုအသုံးပြုနေသည့်ကုံတဲ့များရေမောင်းများကစိုးရိမ်မှုများရှိနေသည် ထို့ပြင်ရှမ်းပြည်နယ်မြောက်ပိုင်းပြည်တော်စုလမ်းမကိုဆုံးရှုံးလိုက်ရသည့်စစ်ကောင်စီကတရုတ်နိုင်ငံသို့ကုန်ကွယ်ရေးအတွက်ရှမ်းပြည်နယ်တောင်ပိုင်းလမ်းကိုပုံမအုံတူရန်ကြိုးပမ်းနေသည်ရှမ်းပြည်နယ်မြောက်ပိုင်းမှာတက်စစ်တရုတ်နိုင်ငံနှင့်ကုန်ကွယ်ရေးတွင် လာရှိုးတိန်ဒီချင်းရွှေဟော်လောက်ကန်လမ်းလည်းရှိသည်လာရှိုးမြို့ပေါ်ကိုစစ်ကောင်စီထံ MNDAA ကဧပြီလကပြန်ပေးပြီးနောက်ပိုင်းချင်းရွှေဟော်နှင့်လောက်ကန်နယ်ဇက်ကညာပြန်ဖွင့်ထားတော်လဲကုန်စီစီးဆင်းမှုအနေပါနေစေဟုတရင်ရရှိသည် မြန်မာပြည်တရုတ်အိန္ဒိယထိုင်းဘင်္ဂလားဒေ့ရှ်တို့နဲ့နယ်စပ်ကုန်သွယ်ရေးစခန်၁၈ခုကျော်ရှိပြီးအများပြားကိုထော်လရေးအင်အားစုများကထိန်းချုပ်ထားသည့်ထို့အခြေအနေတွင်စစ်ကောင်စီကကုန်သွယ်ရေးကဏ္ဍမှတဆင်ထော်လရေးအင်အားစုများထံငွေကြေးများစီးဆင်းနေသည်ဟုခေါင်းစဉ်တက်ကတရားမဝင်ကုန်သွယ်မှုများကိုတင်းပြင်းထန်ထန်နှိမ်ငင်းမိဟုချိန်ချောက်ထားသည့်တရားမဝင်ကုန်သွယ်မှုတိုက်ခိုက်ရေးဦးဆောင်ကော်မတီကိုဖွဲ့စည်းထားပြီးစစ်ကောင်စီဒုတိယခေါင်းဆောင်ဒုတိယဗိုလ်ချုပ်မှုကြီးဆိုဝင်ကဥက္ကဋ္ဌနေရာရည်ထားသည့် နေပြည်တော်တွင်မေ26ရက်ကပြုလုပ်ခဲ့သည့်တရားမဝင်ကုံသွဲမှုတိုက်ဖျက်ရေးအစီအစဉ်တွင်လည်းမတရားကုံသွဲမှုများကိုတိုက်ဖျက်ရန်ချက်မှန်တရီပေးသွားသည်ထို့ပြင်ကုန်စည်တဲ့ဆောင်မှုများနှင့်ပတ်သက်၍လည်းသတင်းပေးများကိုစစ်ကောင်စီကမွေထားသည်အဆိုပါသတင်းပေးများကိုဖမ်းမိထားသည့်ကုန်စည်တံပိုးအလိုက်စစ်ကောင်စီကငွေကြေးမလုံးပေးထားသည်ရှမ်းပြည်နယ်မြောက်ပိုင်းမှကုံသွဲတအူးကမူ ခုံတွဲရေးနှင့်ပတ်သက်၍စစ်ကောင်စီသည်တည်ငြိမ်သည့်မူဝါဒမရှိဘဲဖမ်းကျစ်သလိုဖမ်းနေကြောင်းနိုင်ငံရေးအရာအစမကြေမှုများကိုအညိုထားကတော်လရေးအာစုညာဘက်မှထွက်လာသည့်ကုံစီများသို့မဟုတ်တော်လရေးအာစုညာဘက်သို့ဦးတည်သည့်ကုံစီများကိုအကြောင်းပြချက်မျိုးစုံဖြင့်ဖမ်းဆီးနေသည်ဟုပြောသည်။လက်ရှိကုံတွဲရေးအခြေအနေများသည်ချိုးတန်းပေါ်ရှောက်နေရသည့်အနေအထားဟုသုံးသပ်သည်။ လာရှုကိုစစ်တပ်လက်ထဲပြန်မပေးခင်တုန်းကတော့ရှမ်းညောက်ကိုတရုတ်ကရိတ်ခါဖြတ်တယ်အခုကျတော့စစ်တပ်ကိုလာရှုကနေစောင့်ပြီးစားခွင့်ပေးထားတယ်ရှမ်းညောက်ကုံသွေးရေကိုမဟာမိတ်တွေကိုပေးလိုက်ပြီးဒါပေမဲ့ဒါကတည်ငိမ့်တဲ့အဆုံးတက်အဖြစ်မဟုတ်သေးဘူးဟုအထက်ပါကုံသေးကဆိုပါတယ်